Uh, everyone was trying to flee the building, but, but as they were out into this hallway, uh, again, the plasterboard was raining down, so they, they hung up by the door. As soon as there was a pause, everyone got out of the building. Mm. တကယ်ငလင်းအဓိကဘိုးချက်ထုတ်ခဲ့တဲ့မန်လေးမြို့ကိုကျွန်တော်ရောက်နေပါတယ်။တေဆုံးတဲ့ဒီလက်ရှိပေါ့1200ယောက်ရှိပါတယ်။ mm. ။ဒဏ်ရာရတာလည်း2400လောက်ရှိပါတယ်။ပျောက်တဲ့လူတွေရှိနေပါသေးတယ်။အဲ့တိတ်တိတ်ကြားထဲမှာပြိနေတဲ့လူတွေပျောက်နေတဲ့လူတွေတော့ကြံပါသေးတယ်။ဒါလည်းကျွန်တော်တို့ဆယ်တင်းလုံကားတွေဥစပြီးလုပ်နေပါတယ်။ဒီတဲ့ပုံနိုင်ဖို့ဓာတာတော့များပါတယ်။အဖြစ်များဆုံးကတော့ခြေရှိကျွန်တော်ရောက်နေတဲ့နေရာမှာအဖြစ်များဆုံးဖြစ်ပါတယ်။ဆိုတော့ရဲ့ကိုမေကိုလို့မင်းတို့မကောင်းတဲ့ကောင်တွေဘရင်တက်လို့ရှင်လို့အဲ့လိုဖြစ်တာရှင်းလား။ဟဲ့ကိုမေကိုနွားမေလိုးကြီးမင်းကြောင့်ပြည်သူတွေဒုက္ခရောက်တာမလဲတော့ဘူးเนาะဘတ်ပေါင်းစုံနဲ့မေလိုးမင်းကြောင့် ရှင်းလားနော်ကိုမေကိုနွားကြီးတဘိုးရဲသမားမီလိုပြောရင်စိတ်တူရောနေကလေးငယ်သေးတာအများကြီးပဲသိလားဒီမီလိုမင်းဆိုမင်းညက်ဆောက်ယူဘရင်တက်လို့ချင်းတဲ့ကောင်ပေါ်ရောက်နေတော့နော်တိုင်းပြလက်မခံကြောင်းဒါအမျိုးမျိုးပြတယ်ကပ်ပြီးအမြဲတမ်းစိုက်တယ်မေးလိုးမရောက်လိုက်နော်ကိုမေကိုလိုးကိုဟိုအပိစကားပြောတာရတော့ကျွန်တော်တည်င်းထားတာတွေမှာလည်းအစူရိုးဘက်ကနေပြီးတော့ ကယ်ဆယ်ပစ္စည်းတွေနဲ့လူတွေလွတ်ပြီးဆိုတဲ့ဟာတွေတဲ့ကျွန်တော်အများကြီးအားရှိပါတယ်ကျွန်တော်တို့ပြန်လဲကယ်ဆယ်လုပ်ငန်းပဲအခုအဓိကထားပြီးလုပ်နေပါပြီရန်ကုန်နဲ့နေပြည်တော်နေပြည်တော်နဲ့မန္တလေးဆက်သွေးလမ်းတော်တွေလည်းဟိုပြတ်နေတာရှိပါတယ်လမ်းမဆက်သွေးတွေပြတ်တော့တာတွေအခုကျွန်တော်ဟိုစပြီးလုပ်နေရပါတယ်ရုပ်ကိုရှိတဲ့ကြောင့်တက်နေတဲ့လောက်ဝမ်းမကူညီပေးဖို့ကျွန်တော်တို့မေတ္တာရက်ခံလိုပါတယ်ကျွန်တော်နေနေတယ်ဖြစ်ပေါ်တဲ့ဒေတာအားလုံးကိုလည်းရေးဖို့အချိန်ကြီးရထားပြီးတော့ဒီမအကူညီများပေးနိုင်ပေးနိုင်ဖို့လည်းဟိုလမ်းမထပ်ပြီးဖြစ်ပါတယ် မကြသေးခင်ခဏနေပါမင်းထဲကမင်းပိုင်ဆိုင်တဲ့ထဲကမင်းတို့ခရိုနီတွေပိုင်ဆိုင်တဲ့ထဲကပြည်သူတွေလူဖို့မင်းမစင်းသားဘူးလားမအီလို့ရဲ့ဟမ်ကိုမေကိုဒီမေလို့အမြင်ကြောင့်တော်တော်ဒေါသထွက်တယ်သိလားသိလားဒီကပ်ဘေးကပြည်သူတွေကအမျိုးမျိုးဒုက္ခရောက်တာရေဘေးတော့စုံစိနာပဲဗျာတကယ်နော်ဒီကူမေကိုလို့မရှိမှဘူးကျွန်တော်မြန်မာနိုင်ငံအစင်းကြီးမှာဘလို့မှဘယ်နဲ့ဘယ်နဲ့ တရားမကိုမင်းတို့လက်မခံလူမပြောနဲ့ကွာမင်းကောင်ရှင်းလားနော်မေးလူမရောလိုက်မင်းတို့ကောင်နေကွာတော့မရိုင်းနဲ့ခွေးမျိုးအဟာစင်တာနေပြီးတော့လက်ပြန်ပါရေဖို့ကေစီပစ္စည်းတွေပို့ဖို့နဲ့အိန္ဒိယနိုင်ငံလည်းလက်ပြန်ပါကေစီကေစီပစ္စည်းပို့ဖို့ကာလနာနာရှိရတယ်ကြာတယ်ခုပြထားပြီးဖြစ်ကြောင်းကျွန်တော်ပြောလိုပါတယ်ပြောလိုက်တာလည်းပြောမိမိနိုင်ငံမိမိအဖွဲ့အစည်းမျိုးလူတွေမှအများကြီးပဲခုဆိုတော့ဒီမှာနိုင်ငံမှာရှိတယ်ရရှိလို့ ဒီဘက်ကဒီဘက်ကပိတ်နေကြရတယ်နော်လွေးမှာအရေးပဲပိတ်နေပါရဲ့လို့ခိတ်ချလို့ပိတ်နေပါဒီစတင်မှာခြေပက်တာဟွာဘောဘယ်လိုပြောရမလဲဒီဒီမင်းအောင်နိုင်ရှိနေတယ်လေပြည်သူတွေကတခုပြီးတခုအဲဒုက္ခရောက်နေအောင်မှာနော်အမျိုးတို့ကျွန်တော်တို့မြေဘောမျက်သိရှိမှာဗျာမြင်းကြီးမြင်းကြီးချားနေရတာတကယ်ကိုဗျာတကယ်ငလင်းကြီးကတကယ်တော်တော်ဆိုးတယ်ကနော်တော်တော်ကြီးစပူတယ်အမျိုးတို့ เนาะကျွန်တော်တို့ကျုံလဲဒီအိုက်ထက်ပဲဟိုယုံထွက်လာပေါ့နော်တကယ်တတို့သိုးတယ်ကျွန်တော်တို့ကလေးတွေဆိုအများကြီးတည်အဲလို့ကျွန်တော်ပြောရရင်တော့ကျွန်တော်တကယ်စိတ်တော်မကောင်းကလေးရဲ့အဲ့ကလေးတဲ့ငယ်လည်းအများကြီးတည်တော်တော်များများတည်အဲ့တကြိုဆက်ဆိုလေအလောင်း3မြ3လောင်းလောက်တပြိုင်နဲ့တကြိုတာတော့မှနော်ဒါဇက်တိုက်ကိုတကြိုကအမြင်မသိအမြင်မဖော်လို့ကအများကြီးရှိ အဖေါ်ပါသေးတာဒီတော့အများကြီးအများကြီးအများကြီးပါတကယ်တကယ်နော်ဘယ်လိုရှိကြလဲတနေ့တော့ဘောင်းကူညီပေးဖို့ကျွန်တော်တို့ပြည်တိုင်းရဲ့ခံပါတယ်ထုတ်ပေးနေရပါဗျာကျွန်တော်နေနေတယ်အချိန်အားလုံးဖြစ်ပေါ်တာဒီကအားလုံးလည်းရေးဖို့အချိန်ကြီးရထားပြီးတော့ဒီမအကူညီများပေးနိုင်ပေးနိုင်ဖို့လည်းအခုလက်မှတ်ထားပြီးဖြစ်ပါတော့အဲ့ဒါပဲလေအဲ့ဒါပဲကြည်ဆိုတော့မင်းအွန်လိုင်းလာမယ်လို့ပြောတဲ့ဘန်ကောက်အခုဘန်ကောက်မှာထပြီးတော့ကျွန်တော်တို့ငလင်ချက်ရှိကြောတယ်မိသွားတဲ့ခါ သူကထိုက်ရအစွဲရှိတယ်စွဲရှိတယ်ဟုတ်ပေါ့ဥမာယောဂါကုတာတော့ဒီလူနဲ့မှသူကြောက်တယ်ဆိုဒီလူကိုပဲကုကြတယ်ဆိုမဲအောင်လိုက်ကိုဆဲတာနဲတော့နဲတာဒါကျွန်တော်ခုတည်းနဲ့ပြောတယ်ဂျမကောင်းကြီးဘယ်နေရာမှထားလို့မရအောင်အော်အဲ့ဒါမျိုးဟုတ်တယ်ဟုတ်တယ်သူကဟိုဟာဗာလဲဟိုရက်ရှောက်သွားတယ်ရက်ရှောက်မှာသွားပြီးတော့ကျွတ်မင်းကြီးနဲ့သွားတွေ့တယ်ဟိုတာဝါတိုင်းတာဝါတိုင်းကြီးလောက်ကဲအဲ့တော့မင်းအောင်လိုက်အနေနဲ့ ဒီကိစ္စမျိုးမှာနိုင်ငံတကာကိုအကူအညီတောင်းဟုတ်လာပြီနိုင်ငံတကာအကူအညီတွေပေးလာမယ်ဟုတ်ပြီ UNHCR ကလည်းပေးမယ် UN ကလည်းပေးမယ်နောက်ပြီးကျွန်တော်ထိုင်ဝမ်ကလည်းကေတရေးတွေလာမယ်တရုတ်ကလည်းလာတယ်တရုတ်ကလည်းလာတယ်ဒီမဲ့လို့ဆိုအိန္ဒိယလာတယ်အိန္ဒိယလာဒါပေမဲ့တခုရှိတယ်အဲ့ဒီဒီကယ်ဆယ်တဲ့ကူညီတဲ့အဖွဲ့တွေတော့နိုင်ငံတကာဟုတ်တယ်ကျွန်တော်နည်းနည်းတော့ပြောချင်တယ်ဘာလို့ဆိုတကယ်ဖြစ်တဲ့နေရာကိုကိုယ်တိုင်ကိုကြတကယ်သွားပြီးတော့လောက်ပါအခုသိချင်ပါလေမတန်းနေယူပါစစ်တပ်ကသူတို့ကိုပေးပါဆိုပြီးတဆင့်တော့မလောက်ပါ ။ဟောဆိုသူတို့ပြေးလိုက်တဲ့ခါကျရင်2000ခုံမှာမျိုးကျွန်တော်တို့ဒီကျဲတွေကိုဒီမင်္ဂလာတော်ဈေးထဲမှာရောင်းလာတယ်။တော့ဒီဟိုဟာလူတန်းနဲ့ဟဟလားကဘာတောင်းကလူတန်းနဲ့ပစ္စည်းတွေကအဲ့ဒါဒီစစ်တပ်နဲ့ပတ်သက်တဲ့နေရာတွေမှာရောင်း။အဲ့ဒါပဲ။အင်း။အဲ့တော့တကယ်ဒုက္ခရောက်နေတယ်ဟဟလားအခုညီလိုနဲ့နေရာလို့မရောက်ပါဆိုလို့။ဟုတ်တယ်။ဟိုသူတို့ကလည်းဒါအခုကဘာလဲဆိုအချိန်အချိန်ကောင်းလို့သူတို့ကထည့်လိုက်။ပြရတာပေါ့။ အော်သူတို့အခုရွေးကောက်ပွဲပါလောက်စားလို့ရတယ်ချင်းရွေးကောက်ပွဲစီရင်နေတယ်။အော်တိုင်းကရကောသူတို့အခုဆိုရင်သဘောထားကြီးတယ်ဝင်ဝင်ပြုတ်တယ်ဆိုတော့ပြုတ်တယ်ဆိုတော့ဟာပေါ့လေဒါလည်းပါလေဟုတ်တယ်ပြောနေတာဒါကတော့ဈေးဝန်ခင်းတော့ဘယ်နေ့ကသူထွက်တယ်ဟုတ်ပြီတကယ်သွားကျင်တယ်သွားကျင်ရင်အဲ့ပကံစကိုင်းမှာစကိုင်းတို့ပကံတို့သွားပါလားစကိုင်းမန်းလေးသွားလေဘာဒီလိုလဲမေးပြီးတော့မှအဲ့တော့ဆိုပြီးပေါ့ဒါရထားလမ်းနဲ့ကွေးကောက်သွားတယ်ဆိုတော့အောက်ကဒီရေရဲ့ fly အားကြောင့်ဒီတုတ်ခါမှုကြောင့်ရထားလမ်းကွေးကောက်သွားတာ နော်ရေတော်ထောင်ပန်းတယ်ကျွန်တော်တော့မစင်းစားရဘူးဒါဆိုတကယ်ထိတယ်ဆိုမန္တလေးစကိုင်းမှာတအားထိတာစကိုင်းမြို့ပေါ်ဆိုအေးကြီးဆို80ရာခိုင်လောက်80ရာခိုင်လောကပြိုသွားပြီပြိုသွားတယ်ဟုတ်တယ်နော်မန္တလေးဆိုရင်ဒါဟုတ်ကျွန်တော်ထပ်မန္တလေးဆိုလို့ထပ်ပြောမှာကျွန်တော်တို့ဒီကဲဟိုတမိုင်းဝင်တဲ့အရာတွေတကူကြီးဖျားတွေတကူကြီးဖျားတွေဘုံကြီးကြောင်းဟုတ်လားဟုတ်လားဘုံကြီးကြောင်းတွေအာသာမစိုးရင်တိုက်ဆိုပြိုရတဲ့ဟာလေဗီဒီယိုခေါင်းကြီးကကြောက်စရာကြီး အားလုံးကတွေ့ပြီးသားပြီးပေါင်းရာကျော်နေပြီဟဟဲ့လားမျိုးတွေဟိုကဘုရားကြီးရဲ့ရှေးမောဟာဆိုရင်ပြူသွားတာနေတာမဟုတ်အချင်းတည်းကြီးတွေပါမရှိတော့နောက်တစ်ခုရှိတယ်ကျွန်တော်ဒီမန္တလေးတစ်ခုဖြစ်ရင်အရင်တော့ထွက်ထွက်လာခဲ့ကျွန်တော်ဒီစေကိနစေကိနတို့ခုတော့ဘယ်ရောက်သွားလဲမသိဘူးအခုကကြောက်ရိုက်မကောင်းဘူးလားပြူလာမသိဘူးမကောင်းဘူးလားမသိဘူးလက်ကဲကူကူတို့ကဲသွားမလားတို့ဘာသာကြီးရဆွဲနေကြတဲ့ပုံကူကြီးအားလုံးကျွန်တော်ဘာသာကိုမစောကောင်းကျွန်တော်ဗုဒ္ဓဘာသာပါဗုဒ္ဓဘာသာရှင်ဘာသာကြီးနဲ့ပတ်သက်နေဆွဲနေကြတဲ့ပုံကူကြီးအားလုံးဖြစ်ပါလား လမ်းကိုထွက်လာဥပမာကျွန်တော်တို့ဒီထွက်လာဘောဘေးအန်နေရောက်ပြီဆိုရတယ်ဟောင်းတိုင်းကြီးပြတ်ထောင်ပါတယ်โอเคကျွန်တော်ဒါကိုလက်ခံတယ်အနေဆုံးဟိုနိုင်ခွက်တနားကြီးပြတ်သွားတာကျွန်တော်လက်ခံတယ်อืมချက်ချင်းကျွန်တော်တို့ဒီဖုန်းလိုင်းကိုပြန်ပြီးတော့ချက်ချင်းစာပါကိုပြန်ထုတ်လွှင့်နိုင်လို့ဆိုတာခင်ဗျားတို့မှာအဲ့လောက်ထိဟိုစွမ်းစာမရှိစွမ်းစာမရှိဘူးလားကျွန်တော်2015ကနေ2020ခြိကျွန်တော်တို့ဒီအရသာအစိုးရလက်ထက်ပါပေါ့နော်တဘောဘေးအန်နေထိခဲ့တာဟာလာရေးပြီးရှိမယ်ဟလာရေးပြီး ကျွန်တော်ဒီ copy page တွေရှိခဲ့တယ်ဖုန်းလိုက်နေပြတ်တော့သွားပြတ်တော့သွားဒီကပါလဲဆိုတော့အုတ်ချုပ်သူမကောင်းဘူးဘာမှဘာမှအဆင်မပြေဘာမှအဆင်သိမ့်မှန်တယ်ဗျာအော်မင်းကတကယ်ဆိုကျွန်တော်တို့ရင်ခွဲရတယ်ဗီဒီယိုဘန်လေးတစ်ပိုင်းလဲကျွန်တော်ကြည့်လိုက်တယ်ကိုကိုပေါ့စီရောကြည့်လိုက်တာကြည့်လိုက်ရကျွန်တော်သိကျွန်တော်ကျတော့ဟိုနှလုံးလည်းသိမ့်မကောင်းတော့ကျွန်တော်မကြည့်ကျွန်တော်အဲ့ဒါအဲ့လိုကိုပြောအဲ့ဒါကြည့်ပြိုသွားတဲ့ပြိုသွားတဲ့အဲထဲမှာအာရင်သွေးအနေကြီးတယောက်ပါတယ် ပြီးတော့အဲ့ရင်လေးငယ်လေးကိုခြီးထားပြီးတော့ဘလောက်ထိမိဘမြတ်တာကျောင်းနိုင်ငံကနေနားရည်ဘလောက်ထိဒုက္ခဆင်ဆင်းရဲခံရတယ်ဘောရတယ်ဆိုတော့ဒီဗီဒီယိုဖိုင်လေးကိုကြည့်လိုက်အဲ့တော့ဟိုဒီဒီဒီဗီဒီယိုဖိုင်လေးမှာကျွန်တော်တစ်ချက်တော့ကြည့်လိုက်ကဲစေးလုံးမဲ့ပစ္စည်းတွေမစုံလင်တဲ့အတွက်တော်တော်နဲ့မရအဲ့တော့ဒီတခုပြောမှာဗျာနော်အဲ့အဲ့လိုဖြစ်နေချိန်မှာမေလိုစစ်ခွေးလေအဲ့မျိုးဘော်တွေမှာသူတို့သူတို့ အဲဘောမတွေရောပေါင်မောဗျာအဲ့လိုကဲမလားမမင်းနေတော့အဲ့မေလိုးတွေဘာမှမလုပ်နေလားကဲဦးသူကတို့ကင်းပတ်တယ်သူလှုပ်တယ်ပြည်သူကသူဝိုင်းလှုပ်ပြဘာမှမရှိဘူးအဲ့ငလင်းထဲမှာပါသွားခွေးရောင်ပါသေးဘိုးရောင်ချုပ်ကောင်တည်ရလို့ကြာဟမ်အဲ့မေလိုးတွေလည်းကုန်းတည်မအေးမှာကလေးအများကြီးတည်ကလေးတွေကလေးတွေအရွယ်မြောက်သေးရဲ့မူဂျုံတွေကလေးအများကြီးတည် တယောက်လောက်ပဲလွတ်တယ်ကြားတယ်နော်ဟမ်ဆရာမပါတည်ရလို့ကြားတယ်တကယ်ဗျာစိတ်တကယ်နိုင်ငံကိုစေတနာရှိတဲ့ဟလာနော်အစိုးရဆိုရင်အာမျိုးတွေကိုတချို့ပြီးတော့လောက်တာဟလာနော်ကိုဗစ်ကိုဗစ်ဖြစ်တယ်ဟေးကနေဆိုရင်အားလုံးပြီးဟလာဟုတ်တယ်ဟုတ်ကသူအာနာရရှိရတဲ့အတွက်ပဲကျွန်တော်တို့ထင်ပါမင်းတို့ကငလင်လောက်တာနဲ့ဒီအာနာသိမ့်တာနဲ့ရောပြီးပြောတာမဟုတ်ဘူးပါဆိုင်လဲလို့ပြောပါဆိုင်လဲလို့ပြောကြမယ်ဒါပေမဲ့ တက်ဆိုင်နေရအများကြီးရှိပါဟုတ်တယ်လက်တွေ့သဘာဝအန္တရာယ်ကြီးကြရောက်ကဲစစ်တက်ဘာလို့ပေးနိုင်อืมဘာမှလုံမပေးနိုင်ဘူးဘာမှလုံမပေးတာလှုပ်တဲ့အချိန်ရဲ့မိနစ်ပိုင်းပါပဲဟာလာစကိုင်းတို့ဒီကချင်ဘက်တို့ရှမ်းမြောက်ဘက်တို့လေးနဲ့ပုံသွားချင်ဟုတ်တယ်လှုပ်တဲ့အချိန်မှာဒီ7နှစ်နေနဲ့7နှစ်နေ15ချမ်းမှာတစ်ခါလှုပ်တယ်အဲ့ဒီအချိန်မှာပဲဒီနောက်ချိုးကိုပုံသွားချက်တာစကြဲလိုက်ဘုံသုံးလုံးတော့သုံးလုံးစကိုင်းကြားတာကြည့်တော့အဟောင်းအဲ့ အဲ့တော့ဒီဒီလိုဒုက္ခရောက်နေကြတော့လည်းလုံရဲဆိုတဲ့ကောင်တော့ဆင်မပြေတော့ဘူးဒီသူတည့်ရလုံးဝနားလဲဘူးလို့တင်ဘာဘာအောင်နားလဲတိုက်ထုတ်ဖို့ဖယ်ရှားဖို့လို့တင်ဟာဒီနေရာမှာလားဒီအစ်စ်ဆိုးရမဟုတ်ရင်ကျွန်တော်ဒီခုနလိုကယ်ဆယ်ရေးဒီဟာအကူညီပေးရတာချက်ချင်းချက်ချင်းရောက်လာပါဒါပေမဲ့ကျွန်တော်ဒီ pride သင်းဖွဲ့တော်တော်များများပါလေ rescue နဲ့ပတ်သက်တဲ့အားတွေအများကြီးရှိတယ်။အခုဒီမြန်မာနိုင်ငံရဲ့ rescue team တို့နော်ဟာ ရန်ကုန်မှာဆိုရင် YAO Rescue လို့ဟိုလောက်လိုက်တယ် YAO Rescue ဆိုတာကလည်းတသက်ခိုင်ရဲ့အကူဟုတ်တယ်နောက်နောက်တစ်ခုကဒီနိုင်ငံဟိုလေကျွန်တော်ပြောဦးမယ်အခုကကျွန်တော်တို့ကေစရီလောက်တာလေဒီခွေးတွေရမလုဘူးကျွန်တော်အခုနေထားကျွန်တော်ကျွန်တော်စကိုင်းမှာဖြစ်ပြသွားတဲ့အနေထားတော်တော်ဆိုးတယ်တော်တော်ဆိုးတယ် အလောင်းတွေပုံထက်သွားတာညို့ညို့ကြည်သွားတယ်လို့ကျွန်တော်ကြားတယ်ဟင်တော်တော်ကြည်သွားတယ်အဲ့ဒါဘလို့ဖြစ်လဲဆိုတော့ကျွန်တော်တကယ်တွေ့ကြည့်မယ်ဆိုရင်တော့ညို့ပေါ်နေလူတန်းစားများသောအားဖြင့်စစ်ကောင်စီနဲ့ပတ်သက်ဆက်ပတ်သက်ရပတ်သက်ချောင်းတွေကြံတယ်အဲ့ဒါတွေကိုတော့မထောက်ရှုပြီးစစ်ကောင်စီအကြမ်းဖက်ကဒီကောင်တွေကကူညီကြတယ်မှုလုံးဝမလုပ်ပေးဘူးဗျအခုချိန်ထိ ကျွန်တော်လည်းရောက်နေပြီကျွန်တော်လုံးနေပါလေလို့ပြောတာကနောက်ကြအနေတကယ်ဖြစ်ပြသွားတယ်မနေ့ကဖြစ်ပြသွားတဲ့အချိန်တွေမှာအဲကောင်နေပြည်သူတွေဘာအားကိုးရလဲလို့မင်းဘာမှသုံးစားမရတဲ့ခွေးမျိုးတွေသူတို့အတွက်ပဲသူတို့ဖို့ပဲသူတို့ကြည်တဲ့ကောင်တွေအဲ့လိုဆိုခင်ဗျာသဘောပေါက်တဲ့မိဘောမှများပြောပြတာပြောပြလမ်းကြုံကန်ကားလေတချို့နိုင်ငံတွေကမကူညီခြင်းဘူးဘာဖြစ်လို့လဲဆိုဒီစစ်ကောင်းဆောင်ကိုကြည့်မရတဲ့နိုင်ငံအများကြီးရရှိတယ်ဟုတ်တယ်အဲ့တော့အာဒီကောင်ရှိတဲ့ဟာပဲဆိုပြီးတော့ အဲ့လိုမကူတိုင်းလည်းအများကြီးအဲ့တော့အခုကူတဲ့လူတွေကလည်းကိုယ်တိုင်ကိုယ်ကျသွားပါစစ်တက်လက်သေးလို့တော့မအပ်ပါအဲ့လိုက်ရင်တော့အဲ့လိုလိုရရောက်မှာပို့မင်္ဂလာလို့ဆိုရင်ရောက်သွားအောင်သိကြပါဦးသိကြပါဦးမနေ့ကဆိုကျွန်တော်တို့ကဘလောက်ထိရင်ကျိုးရလဲဆိုတော့ငလင်လောက်တယ်မြေပြိုတယ်တိုက်တည်ပြီးတယ်ဆုံးချုံးတယ်ဒီကြားထဲမှာကျွန်တော်စိတ်မဲမှာမီးတော်တယ်ဟုတ်တယ်စိတ်မဲမန်လေးစိတ်မဲမှာမီးတော်တော့တဘောင်းကဘေးအဲ့နေငလင်ဘေးလဲရှောင်ရတဲ့အချိန်နောက်ပြီးတော့ဒီဘေးမှာထွက်ပြေးရတယ်ဆိုတော့အဲ့မှာ နေ့နေ့လာရှာလာတဲ့စူပေါ်ကြီးပုံတော့ကုန်ပြီတဲ့ငိုကြတာငိုကြမနေ့ကအဲ့ဒီဟိုငလျင်နဲ့ထုတ်ပြီးတော့ဟဲ့လားဒီမဲရောကဟိုတောင်ကြီးမြောက်ကြီးနဲ့သူဟိုမှာအခုညီတောင်းတဲ့ဗီဒီယိုဖိုင်ကတ်လာအဲ့ဒီမှာဘာဘာပြောလဲဆိုတော့မမသေးကြတာကိုပြောတာနော်လူ144ဦးသေဆုံးသွားတယ်တဲ့ဟဲ့လားဟာအာပလီထဲမှာပဲရာကြော်တယ်လေမန်လေးပလီထဲမှာပလီတွေပြိုတယ်ဗျအဲ့တော့အဲ့မှာရာကြော်တယ်ဒီကိစ္စကြီးတစ်ခုကိုသူခေါင်းထဲမှာ ဘလောက်ထားလဲဆိုရဲအတိုင်းဒါအဲ့မှာပေါ်ပါတယ်144ရောက်ဆိုအဲ့စေယုံပြူလို့တေသွားတဲ့ကောင်ကြီးဖြစ်မယ်တေကြတယ်နော်ဟုတ်ဆို144ရောက်မှမကတာတကယ်ပြူတဲ့အချိန်မှာသခိုင်းမှာဟောနော်ကြောက်ဆယ်မှာဆိုရင်ဒီကလေးသခိုင်းမှာလာရညာကြီးလေညာကြီးလေမလေးလုံးမရဘူးသူတွေအခုကဲတေဆုံးတာမနေဘူးပဲညာတိုင်းနဲ့လည်းလေးရောက်မကဘူးအဲ့တော့ဒီသဘာဝဘေးရနေကိစ္စတော့တကောင်ခေါင်းတော့ဘယ်လောက်ရှိလဲတော့ရေဘက်ထဲမှာဘယ်လောက်ရှိလဲဟုတ်တယ်ဘာတွေပြောရမလဲဆိုဟုတ်ပြီဒီလောက်ဒီလောက် စိုးရတယ်ကျွန်တော်တို့အဲ့ဒီစစ်အစိုးရနေပြီဟာလာဘာလို့ပဲစစ်တပ်ကဘာတွေအကူအညီပေးမယ်ဒါမျိုးမရှိတော့နိုင်ငံတော်အကူအညီပေးကြပါဘုံဝယ်ဖို့ကြတော့ပတ်စံရှိတယ်ဗျာဟုတ်တယ်တက်တွေဝယ်ဖို့ကြတော့ပတ်စံရှိတယ်ဘယ်ရည်ထွက်လာတဘာဝဘေးကြတော့အကူအညီဖို့မရှိဘူး အဲ့တော့ဒီကောင်ကအတိုင်းပြည်မှာစေတနာကောင်းလားမကောင်းလားဒါပဲဒါပဲအဲ့ဒါကအဓိကလေကိုယ်ဆိုကျွန်တော်တို့ဒီပွိုင်းဟိုဝေလူကျော်တို့ပါတော့ဟာဝေလူကျော်ဖောင်ဒေးရှင်းတို့နော်ခိုင်နေဝေလူကျော်ထွက်မလာသေးဘူးဝေလူကျော်ထွက်မလာသေးဘူးဟောဆိုဘယ်နေရာ trend ဖြစ်မလဲအဲ့နေရာကိုသူသွားပါဒီကဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာတွေကောင်းတယ်ကောင်းတယ်ကျွန်တော် price ကတင်းနေတယ်တစ်ချက်ပါနေပါတယ်ကျွန်တော်ဒီတဘောက B and နေရာကတော်တော်ကြီးတယ်ကြီးတဲ့ခါကျတော့ဒီငလင်းဖြတ်ရွှေကျော်ကသွားနေတဲ့လမ်းကြောင်းမှာကျွန်တော်တို့ကအခုဒီတစ်ပတ်အတွင်းမှာဆို ရန်ကုန်ရောက်မလာဘူးလို့လည်းပြောလို့မရဘူး။ကရင်ပြည်နယ်ရောက်မလာဘူးလို့ပြောလို့ရဘူး။မွန်ပြည်နယ်ရောက်မလာဘူး။အဲ့တော့အဲ့မှာရှိတဲ့ pride အသင်းတွေအကုန်လုံးက ready လုပ်ထားပါခုမှရှိတဲ့ပြည်စီ။ဒီကောင်တွေပေါ်ပင်ကောင်တွေများတယ်တချို့ကောင်တွေလေလား။လူကဘန်းပြားပြီးလူတဲ့ကောင်တွေကောင်မကြီးများကြီးပဲ။အဲ့တော့သူတို့တောင်းရင်သူတို့ကသေနေမလားဆိုတဲ့စောက်တွေးပေါ်ပင်ကောင်တွေကိုချင်းစာတရားနဲ့ဂူညီတဲ့ကောင်တွေမဟုတ်ဘူးတချို့ကောင်တွေ။ညာသူတို့နာမည်ကြီးဖို့နော်။သူတို့ light တွေ view တွေရအောင်သူတို့ပေါ်ပင်လှုပ်ဖို့ လူတဲ့ကောင်တွေအများကြီးပဲအမျိုးတို့တိလာနော်တကယ်စရင်းစေးနာနဲ့လူတဲ့မှလူတွေလည်းရှိပါတယ်ကျွန်တော်မပြောလို့ပါဘူးအဲ့လူတွေတော့ခဏထားလိုက်ချို့ပေါ်ပင်ကောင်တွေကိုပြောတာလူဘန်းပြပြီးတော့နာမည်ကြီးကျင်တဲ့ကောင်တွေပြောချင်တာဒါမျိုးညမျိုးမနေ့ကလို့ဒီကနေ့ဆိုရောက်ကိုရောက်ကမှနော်မင်းတို့ရှင်းလားမင်းတို့တကယ်ကိုကျင်းစာတရားရှိရင်ကိုအသက်ကိုပဓာနာမထားပဲကိုလုံနိုင်တဲ့တိုင်းတာအများကြီးနဲ့တုတ်ပေးလိုက် ရှင်းလားနော်အဲ့ဒါပဲပြောချင်တယ်ကွာကြာကြာရှည်ရွေးတော့မပြောချင်အားလုံး ready လုပ်ပြီးတော့ ready ကိုထိုင်ပြီးတော့ဆောင်ပြန်တကယ်ဖြစ်တဲ့နေရာလေအခုမန်းလေးမှာဆိုရင်ဒါ red အာ rescue ကဒီလိုင်မင်းဦးတော်ရှိတယ်ဟာတို့အတင်းမန်းလေးမှာဆိုလည်းအတင်းနေအများကြီးပဲဆိုတိုင်းမှာဆိုလည်းအတင်းလင်းကဆက်တဲ့တော့ဖြစ်မနိုင်လို့တော့ကွာမနိုင်လို့တော့ကွာအားကြီးတော့မမြအောင်ကွာဟာဂျန်ကွာလူရတယ်တကယ် ဟိုဓာတ်ပုံရိုက်ရှင်းလို့လားမသိဘူးဘယ်လိုသွားအဓိကအများဆုံးကတော့ကျွန်တော်တို့ဒီ bright တော်တော်များများမှာဖြစ်ပေါ်တဲ့အဲ match တွေကကြတော့ဟိုမနိုင်လို့ကျွန်တော်ဒီဘက်က line မျိုးကစာတင်ကြီးခေါ်တာတို့ဘာလို့မျိုးဆိုချက်ချင်းသွားတာသွားလို့ရတဲ့ဟာမျိုးကိုသွားတာကျွန်တော်မပြောလို့ပါဘူးကိုမျိုးမှာကိုစတမ်းမှန်ရှိရအဓိကကိုမျိုးကိုစတမ်းမှန်ရှိရပဲဘာဖြစ်လို့တော့တဘောင်ကဘေးအန်ရဆိုဥမာလိုအပ်တဲ့အရာကိုလှမ်းပြီးကုဝေးလိုက်တာတက်တက်လူရင်ကကိုပြောရင်ကျွန်တော်တို့ကလူရင်ကလှုပ်ပေးရအဲဒီဟို ဝေးလိကျော်ကတော့မထွက်သေးဘူးဘာလို့သူ view ရှာတယ် view view ကောင်းတယ်တက်ပုံရလို့ရနေတာကောင်းနေတယ်ဟုတ်တယ်ဒါဆိုဒီနေ့ကတော့စကားဝိုင်းလေးတစ်ခုပေါ့နော်ငလီနဲ့ပတ်သက်တဲ့စကားဝိုင်းလေးတစ်ခုအဲ့တော့ကျွန်တော်တို့ဗုဒ္ဓဘာသာရဲ့ထွတ်မြတ်ထားရအဆောက်အဦလေးဟုတ်တယ်နော်ဘုံပြူဟုတ်ပါဒီဘုံပြူဟိုမာမျက်မှုနေမာမျက်မှုနေဖရာကြီးတို့နောက်ပြီးနမ်မတော်မဲလေးအုံချောင်းတို့တကယ်ထွတ်မြတ်ထားရဆိုမင်းတို့ဆိုမြာသိန်းနဲ့မြာသိန်းနဲ့စီရောကြိုကြရွှေစားရနော်ဆုံးမလာတယ်ဝါရဲဆုံးမလာရွှေစားရ ။နောက်ပြီးတော့ကျွန်တော်ဒီဟိုဘက်ကဥပိန်လဲဂျိုးတယ်။အောင်မဲပါလာပါလား။အဲ့ဘက်အောင်မဲဟိုတယ်ကြီးကလည်းတော်တော်တော့ပကံမှာဆိုလည်းအပြည့်စည်တယ်ဆိုတော့များတယ်။อืมပကံတော့ဒီလိုမင်းတို့ဖျားဆိုဖျားတယ်။တော်လှုပ်တာလဲတာပေါ့။ဒီအများကြီးကျွန်တော်တို့စကိုင်းမှာလည်းဒီမင်းတို့ပခုပထိုးတော်ကြီးတို့ပါတို့ဟုတ်တယ်။ဟိုပါပေါ့။ကျွန်တော်အိမ်ပြန်တဲ့အခါမှာအဲ့အဲ့ဒါလေးမရှိတော့မရှိတော့ကျွန်တော်ပြန်ကြည့်လို့များတော့ကျွန်တော်ကျွန်တော်မိတ်ဟိုကရင်းနှီးခဲ့တဲ့မိတ်ဆွေတွေဟာလားသူမတွေ့ရတော့မယ် ရှိပါတယ်เนาะကျွန်တော်လူသားချင်းတော့ထိုင်းနိုင်ငံကဒါထားမှာကျွန်တော်ဗီလက်တလောက်ကိုကျွန်တော်လိုင်းရလို့ဘာလို့လိုင်းရအသိမလားမျိုးတို့ဒီငလင်းနန်းတော်ဆိုကုန်ပြစီထိခိုက်မှုအရင်များတယ်ကျွန်တော်လည်းလိုင်းရမရဘူးတင်ရတာအခုမှဒါတော့ခုတော့အချိန်နေဘယ်လိုရှိမလဲမသိဘူးနည်းနည်းချင်းစမ်းတင်ကြအကြိုက်တင်ပါအဲမျိုးလိုရီယူလေးကတလောက်ပဲကျွန်တော်ဒါသတင်းတွေကတော့ကျွန်တော်လိုင်းရထပ်တင်ပေးမယ် ဒီငလင်းနဲ့ပတ်သက်တဲ့ဒီမအီလိုးကိုဆဲကျင်လို့ကျွန်တော်တသက်တင်လိုက်တာအဲ့မအီလိုးကပြည်သူတွေကိုခေါင်းထဲမှာမရှိဘူးသူလှုပ်တာဘုံကျဲကိုပဲအခုခုငလင်းဘေးထံတင်းနေတာအခုဘုံလိုက်ကျင်းနေလို့ကြားရမအီလိုးမင်းအောင်လိုက်ကိုမေကိုလိုးအမြန်သေးအောင်အမြန်သေးမှအေးမယ်ကဲဒီလောက်ပါပြန်နောက်ထပ်ဗီဒီယိုအစ်စ်တွေသတင်းထုတ်တွေတွင်ကျွန်တော်ညီကိုမောင်တို့မှရတော့ကျွန်တော် line ရိုက်ထပ်မဆူသေးပြီးတင်ဆက်ပေးလိုက်ပါမယ်ခင်ဗျာကျေးဇူးအားပေးတဲ့အတွက်လည်းအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်